င်းတို့အကျန်းဖက်တွေကတ်တဲ့သုံးလို့တော့တနက်မပြောနဲ့တစည်းတောင်မသုံးဆောင်ဘူးပါဘူးဟင်းရုံလည်းတစ်ဖက်တောင်မသုံးဆောင်ဘူးပါဘူးဟင်းရုံလည်းတစ်ဆက်တောင်မတော့သုံးဘူးပါဘူးလာရှုရဲ့နောက်ဆုံးရအထင်းလေးပေါ့ရှင်နော်တနက်တစ်ချက်မှမဖောက်ပါဘဲနဲ့လာရှုပြန်ရလိုက်တယ်ဆိုလို့ဘောမကြီးကုန်းစားနေတာအခုထိဥစားလို့ပြီးတယ်နော်အဲ့တော့ဒီစောက်ချက်လည်းမရှိကြဘူးလေနော်တရောင်းစားတောင်းတယ်လို့တောင်းပြီးတော့ပြန်ယူထားတဲ့ဟာလေဒါပေမဲ့ ဲ့ဟာဘလောက်စစ်ကောင်စီကဘလောက်ရာကင်တော့အတောင်းစားတောင်းတာပေါင်းပြီးတော့ကဲချစ်ပရတဲ့ချစ်ပဲအားလုံးမင်္ဂလာပါ some reaction in the pan ပြန်လဲကြိုဆိုပါတယ်ကြော်ပြီကျွန်တော်ဒီနေ့ reaction လေးမစားခင်မှာထွန်စံတိုင်းကျွန်တော်ရဲ့ YouTube channel လေးကို like subscribe နဲ့တီးဖို့ဆိုရင် like subscribe နဲ့ပို့ချရရင်တောင်းဆိုချင်ပါတယ်။ကြော်ပြီကျွန်တော်ဒီနေ့ထွန်စံတိုင်းဆွဆောင်ထားတဲ့ဒီ video reaction တွေပါရည်လဲဆိုတော့ last show မျိုးပြင်ရနေပြီဆိုပြီးတော့တိတ်ပြုံနေတဲ့ဘောမတွေကိုမင်းတို့မရှက်တတ်ဘူးလားနင်းတို့ရတာ တိရခိုင်နုံးပဲရှိတည်တယ်ဆိုပြီးတော့ပညာသားသားပါပါအမန်တရားနဲ့ပင်ပြွန်ရဲ့မာတတရဲ့ဗီဒီယိုဖိုင်အဲနောက်မှာလာရှုမြတ်တဲ့ပြမှာပါဝင်တဲ့ PDF တွေနင်တို့တစ္ဆာဖောက်ခိုင်ရပြီးနင်တို့မတီးဘူးလားဆိုပြီးတော့ဘောမစနိုက်ပါဆိုရင်ဟောင်းတန်လွန်တန်လူရဲ့အဲနောက်မှာမင်းတို့ PDF တွေမင်းတို့ PDF တွေကနေတဲ့စွန့်ကိုငါစားဖို့နေတတလက်ဖျားနေတော့မထီချင်ဘူးဆိုပြီးတော့ဘောမကိုတော့တကောင်းရဲ့ဟောင်းတန်လွန်တန်လူကိုကျွန်တော်နဲ့ပါဆုံးထိတဲ့ပါကျေးဇူးဖို့တောင်းဆိုချင်ပါတယ်ကဲ let's go ပြည်သူကတ်တဲ့ဆုံးကိုစိတ်တန်တန်နဲ့သုံးဆောင်နိုင်ရလားဖေရအဲဟုတ်ပါတယ်ပြည်သူတွေကတ်တဲ့ဆုံးကိုစိတ်တန်တန်နဲ့သုံးဆောင်နိုင်ပါတယ်ဒီနေ့ဒီချိန်အထိနောက်လဲစိတ်တန်တန်နဲ့ပဲသုံးဆောင်ပါပါဒါပေမဲ့မင်းတို့အကျန်းဖက်တွေကတ်တဲ့ဆုံးကိုတော့တက်နဲ့မပြောနဲ့တစည်းတောင်မသုံးဆောင်ဘူးပါဘူးဟင်းရုံလဲတစ်ဖက်တောင်မသုံးဆောင်ဘူးပါဘူးဟင်းရုံလဲတစ်ဆက်တောင်မသုံးဆောင်ဘူးပါဘူးပြည်သူကတ်တဲ့ဆုံးကိုဖုံးပေးသုံးဆောင်ပြီးတော့ပြည်သူတွေအတွက် ရက်တည်ပေးနေတာဒါကိုပြောကြသေးတယ်ဘုန်းကြီးလို့ဘုန်းကြီးလို့တဲ့နိုင်ငံရေးနဲ့ဘုန်းကြီးပါဆိုင်လဲတဲ့ဒီနိုင်ငံမှာတချို့အရာတွေကဘုန်းကြီးနဲ့နိုင်ငံရေးဘုန်းကြီးဆိုတာကဘာသာရေးရဲ့အကောင်းဆုံးဘာသာရေးနဲ့နိုင်ငံရေးနိုင်ငံရေးနဲ့ဘာသာရေးကတချို့အရာတွေကခွဲထားလို့မရအောင်အဲ့တော့နိုင်ငံကိုထိပြီဆိုရင်တချို့ဘာသာတရားနဲ့ဆက်နွယ်နေတယ်ဘာသာတရားကိုထိပြီဆိုရင်တချို့နိုင်ငံရေးနဲ့ဆက်နွယ်နေတယ်အဲ့ဒီလိုခါမျိုးမှာဟောဒီနိုင်ငံရေးဘာသာရေးမှာခေါင်းဆောင်ဖြစ်တဲ့ ုန်းတော်ကြီးတွေရန်နေရလက်ပိုက်ကြည့်နေလို့မရဘူးခေတ်ဆက်ဆက်ကိုပြန်ကြည့်ပါနိုင်ငံရေးနဲ့ဘုန်းကြီးနဲ့မဆိုင်လို့ပြောနေတယ်မင်းတို့တွေနိုင်ငံရေးသမိုင်းကြောင်းတစ်လျှောက်အတိတ်ကိုပြန်ကြည့်လိုက်ပါမင်းတို့ဘုန်းကြီးတွေကတုံးချခဲ့တာလေပြည်သူဘုံဘုံဒုဖုံဘုံဘုံဘုံကြွမှအုံအုံထားမင်းတို့တွေလက်ခုတ်လက်ဝါးတွေတီးပြီးဘုန်းကြီးတွေမြောက်ဝင်ပေးခဲ့တာပရိယတ်တိဝန်ဆောင်နေတဲ့တန်ဃာတော်တွေကိုမင်းတို့လမ်းပေါ်ဆွတ်ထုတ်ခဲ့တာ2000ကျော်ရွှေဝါရောင်ကြည့်မလား88ကြည့်မလား1990ကြည့်မလား တမိုင်းချောင်းတွေမလို့အကုန်လုံးပြန်ကြည့်လိုက်အေးပြန်ကြည့်လိုက်လေမင်းကိုယ်တိုင်အရင်ပြန်ကြည့်လိုက်လေစစ်စစ်တော့ဘယ်လောက်ထွက်တော့လဲမမမမမလို့ရင်ကတုံးကတုံးနဲ့မင်းတို့ပဲပြောခဲ့တာမင်းတို့နိုင်ငံရေးသမားတွေအခုပြောနေတဲ့ကောင်တွေကနိုင်ငံရေးသမားမဟုတ်ဘူးနိုင်ငံရေးသမားတွေရဲ့အောက်ဆွဲတွေရောင်းဝါးဝါးတွေဘာမသိညာမသိဘုံမသိကိုမသိနေကောင်တွေအဲ့တော့ပြည်သူကတ်တဲ့ဆုံးစိတ်တန်တန်နဲ့ဖုံးပေးနိုင်လားလို့မင်းတို့ဒီနေရာကနေပဲဘုံဘုံပြန်ဖြေပါတယ်ပြည်သူကတ်တဲ့ဆုံးဘုံဘုံ ိတ်တန်တန်နဲ့ဖုံးပေးပါတယ်မင်းတို့အကြံဖက်အားပေးဒီအကြံဖက်တွေကတ်တဲ့ဆုံးသူတာဒီနေ့ဒီချိန်ဒီတနက်မှတနက်မပြောနဲ့တစီတော်မဖုံးပေးဘူးပေါ့ကတ်ရလဲစားမှာမဟုတ်ပါဘူးအားလုံးပဲမင်္ဂလာပါဗျဒီကနေ့က1389ခုနှစ်ကစုံလာစန်းတရက်နေ့ဖြစ်ပါတယ်ဗျအဲဒီကနေ့မှာဘာပြောချင်လာလဲဆိုတော့အဲဟိုဖုံးဖုံးကိုမမမသိဘူးလို့ထင်နေကြတယ်ဒီဘိန်းတိုက်ပေါ့တိုင်းဖြက်ပြည်ဖြက်အုပ်စုတွေကိုပြောချင်တာပေါ့နော် ခုဒီမှာဗားတဲ့လေဖုန်းဖုန်းရှိမှာ comment လေးလာပေးထားတယ်2000ခုမတည်ဘူးပဲတဲ့သမိုင်းမတည်ပဲနဲ့ရက်ညှောက်နေတဲ့ဖုန်းကြီးမဟုတ်ဘူးတလားရှင်ကြီးဝမ်းလည်းဝင်မှုတယ်ရှင်ငယ်ဝမ်းလည်းဝင်မှုတယ်စေဆိုးရအုပ်ချုပ်မှုအောက်မှာလည်းနေဘူးတယ်အရသာအဆိုးရအုပ်ချုပ်မှုအောက်မှာလည်းနေဘူးတယ်အကုန်လုံးတည်တယ်နောက်ထောင်းကုန်တာပါဘူးပြောတာလေမင်းအခုလာမှတ်နေတယ်ကွန်မန့်လေးပြောပါဦးမမေတာညီပိန်းလေးတွေပြတ်အားပေးလေးတွေတိုင်းပြည်စုပေါင်းလုပ်တဲ့ကောင်လေးတွေ ၎င်းကုံဆိုတာနှစ်3300ခွန်ကိုပြောတာလားဟမ်2007ကိုပြောတာလား1000ကုံတိတ်တိတာပေါ့ကွာ2000ခုနှစ်စက်တင်ဘာလ18ရက်18ရက်ကစတယ်ရွှေဝါရောင်တန်ကဒေါ်လာရေးတိတ်တိတာပေါ့ပခုတ်ကူမှာတက်မတော်အစိုးရကနေပြီးတော့တန်ဃာတွေကိုဓာတ်တိုက်မှာကျိုးနှုတ်ရိုက်နှက်ခဲ့တယ်ဆိုတော့ line ပေါ်မှာရှိတဲ့ကာတွန်းပုံလေးအပြင်မှာတကယ်မရှိခဲ့ဘူးเนาะအဲ့ဒီပုံလေးเนี่ย တနိုင်ငံလုံးကိုဝါရမိုင်းတိုက်လိုက်တာနိုင်ငံရေးသမားတွေကဝါရမိုင်းပြန်လိုက်တာအဲ့ချင်းတော့သူရဲ့ TikTok သူရဲ့ TikTok ရဲ့ comment မှာကြည့်ကြည့်လိုက်သူရဲ့ဘာတွေပြောတယ်လဲမဆိုတော့ဓမ္မစရာတန်းစာဝါတွေပညာသင်ကြားနေတဲ့အချိန်ပေါ့အပြင်ထွက်တဲ့အချိန်မှာစာတစောင်ရောက်လာတယ်အဖေးဆိုင်နာမည်လေးတော့ရှိပါတယ်ထည့်မပြောတော့ပါဘူးဘုံဘုံပြောတာမှလည်းဆိုပြီးတော့ comment တွေဘယ်လောက်ထိရှိပြီးတော့သူ့ဘယ်လောက်ဆဲတဲ့သူတွေဘယ်လောက်ထိအမှန်တရားကိုပြောတဲ့သူတွေဘယ်လောက်ထိရှိရဲဆိုသူရဲ့ TikTok ထဲမှာရှိတယ်ပေါ့နော်။ဘာညာနဲ့အဲ့မှာပြောပြီးတော့အဲ့မှာ ရက်ဆက်မျက်နှာမြစ်တာပို့တယ်နဲ့လမ်းပေါ်ထပ်ပြီးတန်ဃာတို့ပြောဟာဒါဆိုရင်တော့မရဘူးငါတို့တန်ဃာတို့ထင်ခံလို့မရဘူးတခါတခါမှအရေးဖြစ်လာပြီးတန်ဃာအရေးဖြစ်ငါတို့တန်ဃာတွေလက်ပိုက်ကြည့်မနေနိုင်ဘူးဆိုပြီးတန်ဃာတော်တွေကရန်ကုန်မြို့မှာစက်တင်ဘာလ18ရက်နေ့ကျေးတွန်းဖျားကြီးရှိကနေစပြီးတော့မြစ်တာတို့ယူတော့မြစ်တာပို့လမ်းလျှောက်ခဲ့တယ်အရေးခင်အဲ့ဒီ2000ခွန်အရေးခင်ကြီးမှာတောက်စုချက်ကအဓိက၄ချက်တည်းမင်းတို့2000ခွန်2000ခွန်နဲ့လုံးမစားနဲ့ငါတို့က2000ခွန်မှာရန်ကင်းမြို့နေရာဥဆောင်လာတယ်ကုသစိတ်ဓာတ်အဲ့တော့ရန်ပစ္စည်းလေးอืม 2000ကမှတောင်းဆိုတဲ့အချက်နံပါတ်1ဒီမိုကရေစီရရှိရေးနံပါတ်2ကမျိုးသားပြန်လည်တင့်မြတ်ရေးနံပါတ်3ကကုံစင်းနှုံးကြစီကုံစင်းနှုံးတွေတက်လို့စီစဲတွေတက်လို့ဆိုကားတွေမထွက်နိုင်ဘူးနံပါတ်4ကပကုတ်ကူမှရိုင်းနေခဲ့တယ်ဆိုတော့ဆွဆွဲချင်းနဲ့ဆစ်ဆိုးရနေတန်ခါတွေတခုပြန်လည်ဝင်ကြတောင်းပန်ကြီးတယ်ဘယ်တော့မှမလည်းမရိုင်းနေခဲ့ဘူးဒါကိုတက်တိုင်းမှာကျိုးတုပ်ပြီးတော့ဟိုတန်ခါတွေကိုတက်ကရိုင်းနေတဲ့ပုံစံနဲ့ကာတုံးပုံလေးတက်လာတာအဲ့ဒီအချက်တွေနဲ့မင်းတို့ကဆစ်ဆိုးရပြုတ်ကြရေး အဲနောက်တကဒုံဆန်းစုကြည်လွတ်မြောက်ရေးဆိုတဲ့အချက်တွေနဲ့နိုင်ငံသမားတွေကလှုပ်ရှားခဲ့တဲ့အကွက်ကြီး2000ကျပ်သိတည်တယ်သိချင်လာမီဖုန်းနံပါတ်ပေးထားမယ်4200955338ဘုသူစိတ်ဓာတ်လာခဲ့အချင်းပြီမတက်ဆက်ပေးပါမယ်ရှင်မိဘတိတို့များရှင်သတင်းနောက်ဆုံးပေးလေးမှာလာရှိုးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြချင်ပါတယ်လာရှိုးမှာအခုဆိုရင်စီပင်သားရဝန်ထမ်းလေးတွေဟာအလုပ်စပြီးလုပ်နေကြပြီเนาะ ိလားအပိုက်ကြီးရေကျုံနေကြပါပြီရှင်လွန်ခဲ့တဲ့ရက်တွေကအမန်ဒီလက်ထက်မှာနေထိုင်ခဲ့တဲ့ဏီပိတ်တွေစီးမဲ့ကမ်းမဲ့ပြစ်သွားခဲ့တဲ့အမိုက်ပုံကြီးတွေကိုမြမတက်မလို့နဲ့အတူပါလာခဲ့တဲ့စီပင်ဝန်တန်းလေးတွေကပြန်ပြီးတော့ရှင်းလင်းသက်ရှင်လုပ်ပေးနေပါပြီရှင်နော်အရှုပ်မြန်မာနေရတဲ့သူတွေအနေနဲ့ကစီပင်ဝန်ထမ်းလေးတွေ့ရဆိုရင်မုတ်လေးတွေကျွေးပြီးတော့အားပေးစကားလေးလည်းပြောပြပါအောင်နော်သူတို့ပင်ပန်းမာတယ်ရှင် ဟိုတစ်မျိုးလုံးမှရှိရအမိုက်တွေသူတို့ကျောင်းရလေအမိုက်ဆိုတာကဘလောက်ထိအောင်မှအနံ့အသက်ဆိုးရလဲဆိုတာအားလုံးသိပဲလေသူတို့အနေနဲ့လည်းဒါပင်ပင်မန်းလောက်ရတာဖြစ်တဲ့အတွက်မိဘပြည်သူများသူတို့ပုံမှန်မေတ္တာတရားလေးတွေနဲ့မုန်လေးတွေကြွေတာကုညီထောက်ပံ့မှုတွေလုပ်တာလေးလူပေးပေါ်ရှင်းတာလေးရောနှုတ်နှစ်ဖက်ချစ်ချင်းမေတ္တာနဲ့ကြားနာလို့ဆိုတာသိရတာပါရှင့်ပြောနောက်တစ်ခုကလာရှုပ်ပြည်သူစေယုံကြီးမှာဆိုရင်လည်းဖွင့်ပွဲလွတ်လိုက်ပါပြီရှင့်လာရှုပ်ပြည်သူဆိုရင်ဒီပြောင်းဖွင့်လိုက်ပြီပြည်သူတွေအနေနဲ့သွားပြီးတော့ စေကူသားဖို့အတွက်ကိုဆက်သွယ်လှုပ်ဆောင်နိုင်ပါပြီရှင်။အဲဆေးရုံဖွင့်တဲ့ရုပ်သံလေးလည်း online မှာတက်လာပါတယ်။တက်မတော်သားတွေပါသွားပါတယ်။တက်မတော်သားရဲ့တဖွဲ့ဝင်တွေပေါ့နော်။ဟိုအဆောင်ကျက်တဲ့အကျမိုင်ဝန်ထမ်းတွေကိုဒီဖွင့်ပွဲလေးအောင်မြင်အောင်ဆောင်ရွက်ပေးတဲ့သဘောလေးပါပဲရှင်။ဒီလိုအေးချမ်းတဲ့မြင်ကွင်းလေးတွေမြင်ရတဲ့အခါကျတော့လာရှုံမြို့ကြီးကအရှိပိုင်းမှာပျက်စီးခဲ့ရတာကိုစမနှမျောတယ်ရှင်လေးလားနောက်ဆုံးတော့လေအရာအလုံးကဒုံရင်မဲနော်ဒုံရင်မဲမြမတက်မလို့ပဲပြန်ပြီးတော့မြို့ကိုစောက်ရှောက်တယ်စီပင်ဝန်ထမ်းလေးပြန်ရောက်လာတယ်ရတဘဝန်တွေပြန်ရောက်လာတယ်ပြည်သူတွေပြန်ရောက်လာတယ်မြို့ကြီးကပြတ်သွားတယ်ပဲဖတ်တင်တာ အမှန်တရားလုတ်ချင်အောင်လုတ်သွားတယ်ပြောပါတယ်ဒီကြားထဲမှာမှကြားရတဲ့အချောင်သေးသွားတာ PDF တွေဘာမှလည်းကြားလိုက်တာလည်းမဟုတ်ဘူး MND ရတော့မှအကျိုးမြတ်တချို့ရအောင်ရသွားနိုင်လေတဲ့ PDF တွေဘာရလိုက်လဲဒီလားရှုံတိုက်တဲ့ကိစ္စမင်းဘာတီးလို့လဲဟမ်မင်းဘာတီးလို့လဲကွာအခုမိုးကုတ်ကိုတိုက်တယ်ဘလို့ပဲ TNL ကမိုးကုတ်ကိုခြေချတယ်ကြောက်တယ်တူတယ် PDF တွေဘာရလဲဘာမှမရဘူးအေးပါအေးပါအေးပါဟုတ်လားအဲ့လိုဖြစ်နေရဲ့ရှင်ဇလန်းနေရာလေဗမာလူမျိုးတွေဝကျွေးစတဲ့တီးရတဲ့နဲ့မပြောတာလားဗမာလူငယ်တွေကအတိုင်းသားနေတာဒါပေမဲ့ခံရရတာကတော့ ဝေကျွေးကြီးကြီးဆက်လာမယ်လို့မြင်နေရှင့်ဒီဝေကျွေးတွေကုန်ချိန်တန်ရင်တော့ဒီကလေးတွေဒီလူငယ်တွေဟာအမြင်မှန်ရလာမယ်လို့မြင်ပါတယ်ရှင့်အခုလည်းအမြင်မှန်ရတဲ့ကလေးရနေပါလေအလင်းဝင်ကြတယ်ပေါ့နော်ဟိုသူတို့လည်းကြာတော့ဒီလိုအတုံးချခံရတဲ့ဘွားယူဘယ်လိုကျင်မာတော့မဲရှင့်ဟုတ်တယ်မလားစစ်တိုက်ကွာတိုက်လေတိုက်ပြီးရအတူတိုက်တယ်ဆိုတော့မှသစ္စာရှိလေအကျုံးမြတ်နည်းနည်းတော့ခွဲပေးလေးဒါပြောပြတာကျွန်မဒီကိစ္စကြီးတိုက်တာအမှန်တယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့စစ်တိုက်တယ်ဆိုရင်မဟာမိတ်ဖွဲ့လာတယ်ဆိုရင်အကျုံးမြတ်ဆိုတာခွဲဝေယူရတယ်ရှင့်သိလားအလကားခိုင်းစားရအောင်လို့ ဗမာလူငယ်တွေဆိုတာ TNN လေးတွေမွေးထားတဲ့သားသမီးတွေလည်းမဟုတ်ဝိုးမနာသားတွေလည်းမဟုတ်ဘူး။နော်တနေစီနေကြတာခြားစီပဲ။အဲ့ဒါကိုသူများသားသမီးကိုခေါ်ပြီးတော့ခိုင်းစားရတယ်။ဖြစ်စလက်ခခိုင်းစားတာကမှအသက်အသက်ကိုပါခိုင်းစားလိုက်တာနော်။လူကိုခိုင်းစားလောက်မပြောဘူးအသက်ပါရင်းပြီးခိုင်းစားလိုက်တာ။အဲ့ဒီ PTM မိပါရဲ့ဘာရပါမရှိလဲဘာမှရပါမရှိဘူး။တချို့ကကိုယ်တိုင်မီတေလာရှင်လာတော့မသိဘူး။သူ့သားသမီးကတော့အလောင်းမှာစိုးရိမ်နေပြီ။ခိုင်းစားတာကမှရိုးခိုင်းစားမှာမဟုတ်နော်။တိုက်ပွဲတွေကြောက်ပြီးခွက်ပြေးလို့ရှိရင်နားမှာပြတ်တက်တာ။အဲ့ရုပ်သံခိုင်းတွေ online မှာပြန်လာတာအများကြီး။ မယုံဘူးဆိုရင် Telegram မှာသွားရှာကြည့်ဒီလားစစ်တရင်တင်တဲ့ channel တွေမှာအယုတ်တန်နေအများကြီးပဲပြစ်တက်တာအဲ့ဒါကိုတက်ဘက်ကဘလို့သိလဲဆိုတော့တက်က drone တွေရှိရတယ်အဲ့ drone တွေမှာကင်မရာလေးပါတယ်နောက်ပိုင်းလေးအဲ့ကင်မရာလေးကနင်တို့တက်တယ်မှာပဲရှိရထင်နေရလူငယ်လေးကထွက်ပြေးရကြောက်လို့ပီတက်ပဲဖြစ်မှာဘို့ဆောင်နေမှာပါတန်းလေးတန်းလေးထွက်ပြေးရအဲ့တော့နောက်ကနေပြီးတော့အဲ့အတိုင်းသားလက်လက်ကဝှဆောင်အကောင်လိုက်လာပြီးတော့လမ်းမှာနေပြတ်တက်လိုက်တာပြီးတော့အဲ့ညာမှာရှိရကြောက်ထဲကိုပဲပြစ်ချလိုက်တာ အဲ့ဒါကိုဒီကနေမှတ်တမ်းရလာတယ်ဒါကျွန်မတို့ဓာတ်တွေမြင်ရတာမမြင်လိုက်ရတဲ့အမှုတွေဘာလို့တော့မများမလဲစဉ်းစားကြည့်ရင်အခုလားရှုပ်ကပုံမှန်ဖြစ်သွားပြီဒုံရင်းမဲ့ဘာမှမထူးဘူးဆုံးရှုံးသွားတာရှိရဲဆိုပေမဲ့ဒီလူဒီလူပဲနေရာပြန်ချတာလည်းဘာမှမထူးဘူးเนาะဂျားတွေကတိတ်သွားတဲ့ဖီချက်တွေအယိုးတုံလားမသိဘူးဘုကျွတ်ကကျွတ်ကြပါလားမသိဘူးကျွန်မသိရလေကြည့်ရလေလားရှုပ်မြို့မှာတဝဲလည်းဖြစ်နေမှာမသိဘူးအိမ်လည်းမပြန်နိုင်မဲနဲ့မိဘရေကိုလည်းသူတို့လွမ်းတော့လွမ်းမှာပေါ့နော်သူတို့တရေဖြစ်နေပြီလေခုချိန်မှာဝိညာဉ်ဖြစ်နေပြီလေသူတို့စိတ်ထဲမှာမိဘရေတန်းတားရေတန်းတားလည်းပဲ တိလားမိဘရေလည်းအဲ့ဒါကိုယ့်ရဲ့နယ်ကနေပြီးတော့ကိုယ့်သားသမီးအသက်လေးပေါ့နော်ကိုယ့်သားသမီးနာမည်လေးခေါ်ပြီးတော့အလူတန်းလေးလုပ်ပေးကြပါရှင့်နော်သာဓုမခေါ်နိုင်တဲ့ဘဝကြီးရောက်နေပုံနဲ့မင်းတို့စစ်ခွေးတွေပြောလိုက်နော်မင်းပြောရမလို့ကလေးတွေအရဆိုရင်အမြင်မှားပြီးတော့ဘဝကိုပေါ့နော်အလဟတ်အသက်တည်သွားတဲ့သူတွေလေဒီတပိုင်းကြောင်းရတော့တရားတည်ပြီးတော့တရားတည်ရင်တော့မှတော့တစ္ဆန်ပို့ထားတယ်မင်းတို့ကတော့တင်ငန်းစာယူစရာအကြီးကြီးပါပဲ ောက်ချိန်မှာတိုင်းသားလက်နက်ကင်ရဲ့စေတနာတွေနားမလည်ပဲနဲ့ဒီလိုမျိုးညာတာပါတေးနဲ့ညာစားခံရတဲ့ဘဝတွေဝကြွေးတွေကုန်ပါစေလို့လည်းဆုတောင်းပါတယ်ရှင်။ဒီတော့မေဆိုစီကမူလာရှုပ်မျိုးလေးပြန်လဲအေးချမ်းသာတယ်။မတည်သူတို့ရှစ်ခွေးလည်းမတည်တာကြာနေရတယ်။ဒီမှာကနေပြီးတော့အချားမျိုးတွေလည်းအခုလိုပဲတက်မလို့လက်ထက်ပြန်ရောက်ပြီးတော့အေးချမ်းသာရပါစေလို့လည်းကျွန်မကမိဘပြည်သူများအားလုံးအတွက်ကိုဆုတောင်းပေးပါတယ်ရှင်။နိုင်ငံလုံးစစ်ပွဲတွေပြီးသွားတဲ့နေ့ကြလို့ရှင်တော့ကျွန်တော်တို့မြန်မာနိုင်ငံအနှံ့အပြားရှောက်လဲပြီးတော့ကျွန်တော်တို့တိုင်းရင်းသားလေးတွေချက်ပြီးတော့ရောင်းတဲ့မုတ်လေးတွေဟင်းလေးတွေဝယ်စားပါအေးပါအေးပါအေးပါ ရှမ်းပြည်သွားမယ်ရှမ်းခေါဆွဲစားမယ်တော်လိုင်းရအောင်တဲ့ချိန်ကျနေပြေရောက်ပြေဒီမှာတော့ပုံးမလဲဆိုတာငါကြည့်ချင်တယ်နော်နန်းကြီးတော့စားမယ်ဟုတ်တယ်ကွာကျမတို့အဲ့လိုနေခဲ့တာလေအဲ့ဒီနေ့ရက်လေးတွေပဲပြန်လို့ကျမရှင့်အဲ့လိုဖြစ်ပါစေလို့လည်းကျမဆုတောင်းပါရနော်ကျမတရင်သုံးသက်ချက်လေးကိုဒီနေ့မှတလောက်နဲ့ရှင်းသားပြစေရှင့်ကျမရဲ့တရင်လေးတွေကိုအမြဲတမ်းပဲစိတ်ရှည်စွာနဲ့အားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုစားမကြပါစေကျမတို့အေးချမ်းသာရတဲ့နေ့လေးတွေအများဆုံးပိုင်ဆိုင်နိုင်ပါစေလို့ကျမတို့ပိုင်းမီဒီယာအဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့် ာရှုရဲ့နောက်ဆုံးရအခြေအနေပေါ့ရှင်နော်ဒီချာဘောဘောမှခွေးတွေနော်ဒီချာလေးနှာထောင်ကြီးอ่ะအခုတီကိုစားလို့မပြီးသေးဘူးအဲ့တော့ဟိုစောက်ရက်လည်းမရှိကြဘူးလေနော်တံတောင်းစားတောင်းတလို့တောင်းတောင်းပြီးတော့ပြန်ယူထားတဲ့ဟာလေတံတောင်းစားတောင်းတလို့တောင်းပြီးတော့ပြန်ယူထားတယ်နော်ဟုတ်ရှင်ပြန်ရတာအင်းနော်ဆိုတော့လမ်းရှုံးမှာစစ်ကောင်စီသွားပြီးတော့ဟိုတတ်ထထားတဲ့လူတွေကစစ်ကောင်စီဘက်ကလူတွေကစောင့်ကြည့်ခံနေထားနေနေရတာနော်ဘယ်သူကရန်သူဘယ်သူကမိတ်ဆွေမှမသိဘဲနဲ့လူလာသမ ्या လူကိုအောက်ကျုံနောက်ကျုံနဲ့ဆက်ဆံနေရတာပေါ့နော် အဲ့တော့ဟိုဘယ်ချိန်ဘာဖြစ်မှန်းမသိတဲ့အနေအထားမျိုးကြီးနဲ့ဆိုတော့သူလည်းမနေကြတော့လေတိတ်ခါပိုင်းဆိုင်ရမှာလေနိုင်ငံတကာကလည်းသိတယ်ဒီလားရှိုးတောင်းစားတောင်းလို့တောင်းကားဟိုရေချင်းနဲ့တက်ယူထားတာမဟုတ်ဘူးဆိုတော့တရုတ်ရဲ့ဖီအားကြောင့်အေးလေတီးလို့လေအဲ့အကြောင်းတိရခိုင်လုံးတော့ဒီနေ့ဒီနေ့တစ်ချက်တော့မဖွင့်မနေလားရှုပ်ရုပ်ပြင်ရနေရဆိုပြီးပြုံးနိုင်ပြုံးရတာမရှိဘူးလားလောကပြီးချင်တယ်ပြီးလို့များအနေအထားမျိုးထိတ်ချုပ်ခံနေရတဲ့အနေအထားမျိုးနဲ့ဒါလားရှုပ်မှာသူသွားပြီးနေနေရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေကနော်တကယ်အခြေချင်းရှိတဲ့လူတွေကြီးပါပဲ ဒီတိုင်းစစ်တပ်သားရုပ်ကြီးကိုနော်တိတုံများနေကိုစစ်စစ်ရေးရေးကနေစပြီးတော့လှုပ်ရှားလိုက်တာခဏအတွင်းမှာပဲဒီစစ်တပ်သားရုပ်ကြီးကြတယ်ပေါ့ရှင်အဲ့တော့ကျမတို့ဘီသူတွေရဲ့အရေးရှင်းတဲ့ကတော့ပြောစရာမလိုပါဘူးဒီတော်လန်ရေးမှာတပြေးပြေးနဲ့ဟိုကျမတို့ဘက်ကပဲနော်အနိုင်ရမယ့်ဘက်ကပဲဥတည်နေရပါဒါပေမဲ့ဒီတရုတ်ရဲ့ပုံရင်ပတ်သက်မှုအယောင်ကမှဂရုစိုက်သတိထားနေရတယ်ဟုတ်တယ်ဖြစ်တယ်မပြောလို့တရုတ်ဆိုတာတရုတ်ကကမ္ဘာပေါ်မှာအမေရိကန်ပြည်တရုတ်ဖြစ်နေတယ်နော်ဆိုတော့တအားကိုအင်အားကြီးနေတာဖြစ်တဲ့အတွက်ဒီတရုတ်ကိုရှင်နိုင်ဖို့ဆိုတာကျမတို့ ကျွန်တော်မြင်မှာပြီးအနေနဲ့အမြမပြီးလုံးဝဟိုအမှုဖြစ်သွားအောင်လုံးပလိုက်လို့ရတယ်ဘလို့မှတရုတ်နဲ့ထိတိုက်တွေ့လို့မရတဲ့အနေအထားမျိုးဖြစ်နေအဲ့တော့ဒီတရုတ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဂိုင်တွေဖြည့်ရှင်းရခက်နေရတယ်ရှိရပေါ့နောက်တစ်ခုကလက်ရှိမြန်မာပြည်ရဲ့အထုတ်ချာအာဏာကဟိုတရုတ်ရဲ့လက်ထဲမှာလုံးလုံးဘဝဘဝအပ်လိုက်ပြီပေါ့နော်အရေးချင်းမရှိတဲ့အခါကိုလည်းမလုံနိုင်တဲ့အခါပြည်သူကိုငြိမ်အောင်မထိန်နိုင်တဲ့အခါကျတော့လုံးဝအထုတ်ချာကိုပေးအပ်လိုက်တဲ့သဘောမျိုးပေါ့အဲ့တော့နိုင်ငံတကာရဲ့အထုတ်ချာကိုရပြီကိုလုံးချင်သလိုချေလေခွင့်ဒီပွဲလန်လုံးဖျက်ခင်းတာပေါ့ရှင်နော်ဒီ ပြည်သူအစိုးရဘက်ကလူတွေရတယ်အကုန်လုံးဟိုထောင်ထဲမှာပဲရှိနေကြတယ်ဆိုတော့တေးချာချာလုံနိုင်ကြနိုင်တဲ့လူမရှိတဲ့အခါကျတော့เนาะတရုတ်မှာဝင်ပြီးတော့ဒါဖျောက်ဝင်ခင်းတာပဲပေါ့အဲ့တော့ဒီလိုမျိုးပွဲလန့်တော့ဖျောက်ခင်းတဲ့ကိစ္စတွေအများကြီးအောင်မြင်နေရှိ့เนาะအခုအရှင်တို့နဲ့ကဒီဥနေဝင်းတို့เนาะဟိုဥတန်းရွှေတို့ခင်တဲ့ကတရုတ်ကိုလုံပိုင်ခွင့်နေပြီးဒီလိုပဲတနတ်တွေယူခဲ့တာတရုတ်စီကနေမြို့စီကတနတ်ရဖို့အတွက်သူတို့မြန်မာပြည်ရဲ့ဟို တညို့ထုံးမလွဲတဲ့မြေကွက်တွေကိုတက်ပိုင်တက်ပိုင်သိမ်းပြီးတော့မှဒီတရုတ်ကိုဟိုတစ်ဖက်လည်းနဲ့ပေးခဲ့တဲ့မြင်အမအများကြီးပဲဒီတောက်ဆင်းလုပ်ငန်းတွေဆိုလို့ရှိရင်လည်းဒါတရုတ်တွေပဲဝင်လုတ်သွားတာပေါ့နော်ဆိုအများကြီးပါမြန်မာပြည်ရဲ့ဟိုတကယ့်ဥမာအချက်ချာကြတဲ့နေရာတွေတကယ့်ဥမာစီးပွားနော်တကယ့်ဥမာဟိုစီးပွားရေးလမ်းကြောင်းအရာတွေလို့ရှိရင်ဝင်ဝင်ကောင်းတဲ့နေရာတွေဒီဟိုတရုတ်ကယူထားတာလေနော်အဲ့တော့ခေတ်ဆက်ဆက်ကအရွေးတင်နေတဲ့ကိစ္စတွေကဒီဖြန်ဝင်ခင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပဲလုပ်ခဲ့တာပဲအခုလေဒါတရုတ်ကဖြန်ဝင်ခင်းပြီးတော့ဒီကျောင်းတို့နော်ထောင်ဆက်ဆက်ကြီးမလွတ်လာခင် ဒီတော်လိုင်းရေးမနိုင်ခင်မှာ तू ကတော်တော်လေးဟိုမှာကျိုးစားနေပုံရသူစီးပွားရေးအတွက်သူအကျိုးစီးပွားအတွက်ပဲလို့လို့လာသူနိုင်ငံအတွက်ပဲလို့လို့ပြီကျမတို့ကသူတို့နိုင်ငံရဲ့တရုတ်နိုင်ငံရဲ့ကျုံအဖြစ်နဲ့ပဲသဘောထားရတယ်အဲ့တော့ तू ကပဲကျုံခိုင်းတာလားဆိုတော့မဟုတ်ဘူးကျမတို့ဟိုအုပ်ချုပ်ခဲ့တဲ့နှစ်ခု20လုံးအုပ်ချုပ်ခဲ့တဲ့အာဏာရှင်တွေကအစားကျမတို့ကိုကျုံသဘောမျိုးထားခဲ့တာဖြစ်တယ်နော်ဟိုပြောရင်တော့အများကြီးပေါ့ရှင်စာတင်ကြောင်းနေအစားဟာလာစစ်ဟိုစစ်တပ်ကစာတင်ကြောင်းကတမျိုးနော်ဒီအရဲသားစာတင်ကြောင်းကတမျိုးနော်စစ်တပ်ကဟိုတင်ကြရတဲ့တင်ကြောင်းမှုကတမျိုးအရဲသားတင်ကြရတဲ့တင်ကြောင်းမှုကတမျိုးဒီလိုနဲ့ပဲ ဟိုလာအုပ်ချုပ်လာခဲ့တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ရိုးရိုးပြည်သူလူထုတာမန်ပြည်သူလူထုကိုတို့ကပြေးလို့လို့ရှိရင်ဒုထောက်ဟိုတို့ကိုလက်အုပ်ကြီးကာကုံဒုထောက်တောက်ရုံရှိုးတင်နေရမယ်ပုံစံမျိုးကိုပဲတို့ကအများအားမြင်ကျင်ခဲ့တာတို့ရဲ့မကောင်းတဲ့စစ်တပ်ရဲ့မကောင်းတဲ့တို့ရဲ့မကောင်းတဲ့ပုဂ္ဂလိကဆိုင်ရာမကောင်းတဲ့ပြောတာနဲ့ထောင်ချတပ်ဖြတ်ဖြစ်ခဲ့တယ်ဟိုကောင်းပြီပေါ့အဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံသားတွေအပေါ်မှာဘာစည်းစနာဘာစီးမှမရှိဘူးကျွန်တော်တို့ညီမတနိုင်ငံလုံးကိုကျုံသဘောမျိုးတို့ရဲ့ကျုံသဘောမျိုးတို့ခိုင်းတာလို့တို့ဆေးရသွား သူတို့ပြောသမျှပဲနားထောင်ဘေးသတင်းတွေကိုအကုန်လုံးပိတ်ခဲ့ပြီးတော့မှကျမတို့တနိုင်ငံလုံးဒီလိုချင်းတွေးပြီးတော့နိုင်ငံရေးဝင်ဝင်နော်တဝက်လောက်ကိုသူတို့အတွက်ပဲသူတို့ပို့ချိုးတွေအတွက်ပဲအတုံးပြုတ်ခဲ့တဲ့အတွက်ကျမတို့မြန်မာနိုင်ငံမှာကနော်စားကြရမရှိတဲ့လူတွေထားကြရမရှိတဲ့လူတွေအဲ့နှစ်ခုပဲကွာနော်ချမ်းသာတဲ့လူကထားကြရမရှိအောင်ချမ်းသာပြီးတော့ဟိုစားကြရမရှိတဲ့လူကကုန်းကောက်ကြရမရှိအောင်ဆင်းရဲတာပေါ့နော်အဲ့ဒါဒီလိုမျိုးအုပ်ချုပ်ခဲ့လို့ဒါဒီအခြေအနေကိုရောက်ခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဒီအညွန့်အဖိုးအဲ့ဒီအရာတာကသူ့ရဲ့ သူရဲ့စိတ်ဝိညာဉ်တွေသူရဲ့အုံနောက်တွေထဲမှာလုံးဝပုံမှန်သွားပြီးတော့သူ့မှာဘာကိုချင်းစာတရားမှမရှိဘူးအဲ့တော့တစ်ခါလေဘောမတွေပြောပြောနေဟာဘလို့တက်တချုပ်ကြီးကဘလို့ကောင်းတာဘလို့ပြီးသူပုံမှာစေနာရှိတယ်လို့မင်းပြောင်တက်ပြီးခုချိန်ကြီးပြောနေတာရှိတယ်နောက်တစ်ခါပြီးသူပုံဟာအဲ့မာလာတို့ဘက်ကနေအတုံးမကြတဲ့ဟိုအရေးချင်းမမီတဲ့ကိစ္စရက်တွေကိုတွေ့လို့ရှိရင်ဘောမတွေပြောပြောထထအော်တာရှိတယ်သူတို့အဘကွယ်သူတို့ပြန်အော်တာရှိတယ်ပြီးသူတွေဘလို့ငဲညာမှာလို့စာတင်ကြောင်းတွေပဲလူတင်ညာအနာကက်လူငယ်တွေရှောက်ပြောနေတာဟာလားတကယ်တမ်းကျတော့သူတို့ပြောတာသူတို့ပြောတာနဲ့သူတို့လုတ်ခဲ့တဲ့ ဖက်ကဆာလုတ်ခဲ့တဲ့လုတ်ရက်တွေလုတ်ရက်တွေကတခြားစီစီနေကြီးပဲအဲ့တော့အဲ့ခွေးပစက်ကနေနတ်စကားတွေထွက်နေတယ်ပဲအဲ့လိုမျိုးစကားတွေအဲ့ကြော်မျိုးမင်းတို့ကြောင်မျိုးမင်းတို့ထပ်ထပြောလိုက်လို့ရှိရင်တအားရှိနေတာသိလားနော်မတန်မရတွေပြောနေတယ်ကိုချင်းစာတရားလို့မတန်မှုရှိနေတယ်မပြောရမှန်းနဲ့ကြားရနော်ကြောင်မျိုးမင်းအဲ့လိုမျိုးလုတ်ခဲ့တဲ့ကိစ္စရက်တွေတော့ကျွန်တော်တို့နိုင်ငံကနိုင်ငံတကာနိုင်ငံတကာကိုတွားရင်အဲ့ဒီလေးဝေးမှာကိုသုတ်ပြတနာတက်ဟုတ်လားမြန်မာဆိုတာနဲ့ရစ်ပြီဟုတ်လားမြန်မာဆိုတာနဲ့ရစ်ရစ်ကလူလန်းစားဖြစ်နေပြီဟုတ်လားကျွန်တော်တို့မြန်မာနိုင်ငံကနော်ဒီ မအလားတို့ဒီစစ်ကောင်စီလက်ထက်ထဲမှာစစ်အုပ်ချုပ်ရေးလက်အောက်ထဲမှာအများအားဖြင့်ခေတ်ဆက်ဆက်ကလူမျိုးနိုင်ငံရဲ့အလုပ်သမားပဲဖြစ်ခဲ့ရ။အဲလူမျိုးနိုင်ငံကပညာရှင်ပညာတော်တင်သွားတယ်ဆိုတော့တို့သားသမီးတွေတို့အမျိုးတွေတို့အဝဝိုင်းနေတယ်။သူတို့ပဲအခွင့်အရေးခံလူတန်းစားအဖြစ်နဲ့ကျွန်တော်တို့တိုင်းနိုင်ငံလုံးဒီအတိုင်းအုပ်ချုပ်ခဲ့ရ။အဲ့တော့ဒီခေတ်ဆက်ဆက်မှာကျွန်တော်တို့ကဟိုအလုပ်သမားတွေလူမျိုးနိုင်ငံရဲ့အလုပ်သမားအဖြစ်နေပဲအများအားမျက်နှာမြင်ခဲ့ရတာ။နော်။ဆိုတော့ဘောမတွေကနော်ခေါင်းထဲမှာဘာမှလူဖြစ်ရတာကတို့အတွက်ကလေတကယ်စံကုန်တကယ်မြေလေးတဲ့ကောင်ကြီးလေ။ ဲ့လိုကောင်းနေတာလေကျမတို့အနေနဲ့ဟိုမမြတ်သိသွားလေကောင်းနေမယ်နော်ဒီလောက်တောင်မှဟဟလာဟိုပြောစရာစကားတော့မကြံတော့ဘူးရှင်နော်ဟိုစစ်မှုထံဥပဒေခေါ်တယ်ဆိုတာလေဒါအရင်ကတော့ပေါ်တာဆွဲခဲ့တဲ့ဟာပဲအခုပြင်လောက်တာပဲလေနော်ပေါ်တာဆွဲတာပဲပေါ်တာဆွဲတယ်ဆိုတာပြည်သူလူထုကိုပေါ်တာဆွဲပြီးတော့ဟိုလက်နက်ကန်ပြီးတိုက်ခိုင်းတာမဟုတ်ပါဘူးအရင်ကတော့နော်ခေါ်သွားပြီးလို့ရှိရင်နော် ဟိုပြည်သူပြည်သားတွေခေါ်ရတယ်မိုင်းတွေထောင်ထားတဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်တွေထောင်ထားတဲ့မိုင်းတွေရှင်းခိုင်းတယ်ရှင်းခိုင်းတယ်ဆိုတော့စက်ကြရရနဲ့ရှင်းခိုင်းတာမဟုတ်အဲ့မိုင်းထားတဲ့ဟိုမိုင်းထောင်ထားတဲ့ဟိုမိုင်းထောင်ထားလားမထောင်ထားလားဆိုအဲ့ဒီဥမာဖြတ်သွားခိုင်းတာလမ်းလျှောက်ခိုင်းတာထိရင်သူကဆက်မသွားတော့အထိတဲ့လူတွေလက်ထိတဲ့အတိုင်းထားခဲ့တာတည်တည်ရှင်းရှင်းဟုတ်လားဟိုလူတွေကမသွားခြင်းနဲ့အရှိမမိုင်းနေရှိမှန်းသိလို့မသွားခြင်းနဲ့ကနောက်ပြန်လှည့်ပြီးတဲ့အခါမှာဟိုနောက်ကနေတနက်နေ့အတင်ပြက်တက်တာလေနော်အဲ့ဒီလိုမျိုးပဲအုပ်ချုပ်ခဲ့တာဟိုအခုစစ်မှုထမ်းဥပဒေမှာလည်းဒီတိုင်းဒီနည်းပဲလုပ်မှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအာနာရှင် ဟိုစနစ်ကြီးကမပြိုကျဘူးဆိုတော့ကျမတို့နိုင်ငံရဲ့အနာအကက်ကအလုံးဝအောင်မှာနော်မတွေးရဲစရာအခြေအနေမျိုးဖြစ်သွားပြီအခုလိုအခုအခြေအနေခါမျိုးမှာလည်းပြည်သူတွေကလုံးတော်လန်နဲ့နှစ်ကြာကြီးတော်လန်နဲ့တော်လန်ရေးတာမနိုင်ခဲ့ဘူးဆိုလို့ရှိရင်စစ်ကောင်စီကသူတို့အချိန်တော့ကတော့မှဟာလာဟိုရွေးကောက်ပွဲမှာစစ်တပ်ကဘလောက်ရာခိုင်နှုန်းလို့ဟာလာ25ရာခိုင်နှုန်းအကြောပေးအသားပေးတာလို့ဥပဒေကိုရေးဆွဲခြင်းလို့ရေးဆွဲတာလို့သူတို့လိုတဲ့အချက်တွေကြီးပဲဥပဒေရေးဆွဲခဲ့တာလေအကယ်၍သာ ဒီတော့လမ်းရေးကိုကျွန်တော်တို့ပြည်သူတွေအနေနဲ့လက်လို့စုံရှုံရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့မြောက်ကိုရီးယားတဲ့အကြောင်းဆိုရမှာဖြစ်ပါတယ်။နားတွေမျက်စိတွေအပိတ်ခံရရတော့မှာဖြစ်ပါတယ်။နောက်တစ်သက်လုံးဖိနိတ်ခံရမှာဖြစ်ပြီးတော့ဘယ်တော့မှမြန်မာပြည်ကနလန်ထူတော့မှာမဟုတ်ဘူးเนาะ။ဒါကြောင့်မလို့ဒီတရုတ်ရဲ့ဖိအားကိုဘယ်လိုတွေကြော်သွားကြမလဲကျွန်တော်တို့ပြည်သူတွေလက်စိတ်ဝင်စားနေဘူးလို့လေတော်နိုင်ရုံစိတ်ဝင်စားနေဘူးလို့လေเนาะ။အဲ့တော့ဒီတရုတ်အနေနဲ့ကနောက်ပိုင်းထပ်ပြီးတော့အခုဒီရက်ထဲမှာဒီရက်အလင်းကိုဖိအားပေးလာနောက်ထပ်ထပ်လုံးလာမှာလေအများကြီးရှိတယ်။ဒီအပေါ်မှာအာယုံဆိုင်ပြီးတော့ဘယ်လိုဖြေရှင်းရမလဲဆိုတာကို